မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါအကိုဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့အဆောက်အအုံရဲ့ဖွဲ့စည်းပုံနဲ့ ဒလင်ရက်သဘောတဘာဝနဲ့သက်ဆိုင်တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကချို့ကိုသိချင်ပါတယ်။ပထမဆုံးအနေနဲ့ကုတ်က building တစ်စောင်းအုံကိုဘယ်လိုရိုးရှင်းစွာသတ်မှတ်ထားပါသလဲရှင်။ဟုတ်ကဲ့ building ဆိုတာကလူတွေခိုးလုံနေထိုင်ဖို့အတွက်ရည်ရွယ်ပြီးတည်ဆောက်ထားတဲ့ဘလို့ဖွဲ့စည်းပုံကိုမှဆိုဆိုလိုတာပါ။ငလင်းတန်းခန်းနိုင်တဲ့စနစ်တွေထဲမှာ cantilever column system ဆိုတာကိုလည်းတွေ့ရပါတယ်။ဒါကဘလို့စနစ်အမျိုးအစားပါလဲအကို။ဒါကငလင်းအားကိုခန်းနိုင်အောင်လုပ်ထားတဲ့တီးတန့်စနစ်တစ်မျိုးပါ။ ဒီစနစ်မှာဘေးတိုက်တက်ရောက်လာတဲ့ငလင်အားအားလုံးကိုအဆောက်အုံမြတ်တိုင်း Collins တွေကရဲအောက်ခြေ Foundation ကနေသစင်တစ်ခုတည်းသောခံနိုင်မှုအဖြစ်သုံးကန်ထားတာပါငလင်နဲ့ပတ်သက်ပြီး characteristic earthquake ပုံမှန်လက္ခဏာရှိငလင်ဆိုတဲ့ဝါဟာရကိုလည်းတွေ့ရပါတယ်ဒါကတာမန်ငလင်နဲ့ဘာကွာပါတယ်ရှင်ဒါကအလွန်အရေးကြီးတဲ့အသေးပဲဖွင့်ဆိုချက်တစ်မျိုးပါ characteristic earthquake ဆိုတာကတီးတန့်တဲ့ဝင်လှရှားနေတဲ့ငလင်ပြတ်ရွေးကြော active fault တစ်ခုပေါ်မှာဖြစ်ပွားနိုင်ခြေရှိတဲ့အပြင်းထန်ဆုံးငလင်းကိုတိတ်ပန်နီးနဲ့ခံမှန်းကွက်ချထားတာပါဒါကအဲ့ဒီငလင်းကြောအတွက်အကြီးဆုံးငလင်းလို့တင်စားနိုင်ပြီးအရေးကြီးတဲ့အဆောင်အုံတွေကိုဒီဇိုင်းထုတ်တဲ့ခါမှာထည့်သွင်းစဉ်းစားရတဲ့အချက်တစ်ချက်ဖြစ်ပါတယ်အစောင်းအုံရဲ့အတွင်းပိုင်းအစိအပိုင်းတွေနဲ့ပတ်သက်ပြီး component ဆိုတဲ့ဝါဟာရာကိုမကြာခဏတွေ့ရပါတယ်။သူ့ကို flexible နဲ့ rigid ဆိုပြီးခွဲထားတာကိုလည်းရှင်းပြပေးပါအောင်အကို။ component ဆိုတာကအစောင်းအုံထဲမှာရှိတဲ့ စီပိုင်းအားလုံးကိုခြုံငုံပြီးခေါ်တာပါဥပမာထုတ်တန်းပရင်ဘော့လျှက်စစ်ပစ္စည်းဒါမှမဟုတ်ဆက်ပစ္စည်းတခုခုပေါ့သူတို့ကို flexible နဲ့ rigid ဆိုပြီးခွဲတာကငလင်လုတ်တဲ့ခါမှာသူတို့ရဲ့တုံ့ပြန်မှုပေါ်မူတည်ပြီးခွဲခြားထားတာပါ rigid component မာကျောသောအစိပ်ပိုင်းဆိုတာကတောင်တင်းပြီးတုံခါမှုမြန်တဲ့အစိပ်ပိုင်းပါဥပမာအိမ်သုံးရေပူဆက်လိုမျိုးပါ flexible component ပျော်ပြောင်းသောအစိပ်ပိုင်းဆိုတာကတော့ပျော်ပြောင်းပြီးတုံခါမှုနေသောအစိပ်ပိုင်းပါ ဥပမာမျက်နှာချန်တတ်နဲ့တွဲလောင်းဆွဲထားတဲ့မီးဆိုင်ကြီးတစ်ခုလိုပေါ့ဒီခွဲခြားမှုကအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ flexible component တွေကအဆောက်အုံရဲ့လွတ်ခါမှုကိုပိုပြီးအချိန်မြင့်ပေးနိုင်တဲ့အတွက်သူတို့အပေါ်တက်ရောက်တဲ့အားကပိုများနိုင်လိုပါ။အဲ့ဒီ component တွေကိုအဆောက်အုံနဲ့ချိတ်ဆက်ပေးထားတဲ့အရာတွေကိုတော့ဘယ်လိုခေါ်ပါသလဲရှင်။အဲ့ဒါကိုတော့ component support လို့ခေါ်ပါတယ်။ဒါကအစိတ်အပိုင်းတစ်ခုကိုအဆောက်အုံနဲ့ချိတ်ဆက်ပေးထားတဲ့ braces frames stress နဲ့ attachments အားလုံးကိုပါဝင်တဲ့စနစ်တစ်ခုလုံးကိုဆိုလိုတာပါဒါကငလင်လုတ်တဲ့အခါမှာ အစိတ်ပိုင်းပေါ်ကအားတွေကိုအဆောက်အုံရဲ့အထူးကခံနိုင်ဝန်စနစ်စီကိုဘေးကင်ကင်းရှင်းတော့အဖြစ်ပို့ဆောင်ပေးရတဲ့စနစ်ပါဆောက်လုပ်ရေးမှာအဓိကအသုံးပြုတဲ့ concrete နဲ့သက်ဆိုင်တဲ့အသေးပဲဖွင့်ဆိုချက်တွေကိုသိချင်ပါတယ်။ပုံမှာ plain concrete, တာမန် concrete နဲ့ reinforced concrete, RP concrete ဆိုပြီးမျိုးမျိုးတွေ့ရပါတယ်။သူတို့ရဲ့အဓိကကွာခြားချက်ကဘာပါလဲအကို ဟုတ်ကဲ့အဓိကကွာခြားချက်ကတော့သူတို့တွေမှာပါဝင်တဲ့အားဖြည့်တန်ကြောင်း river ပမာဏပါပဲ plain concrete ဆိုတာကတန်ကြောင်းလုံးဝမပါဝင်တာဒါမှမဟုတ်အနည်းငယ်ပဲပါဝင်တဲ့ concrete အမျိုးအစားပါသူကဖိအားကိုခံနိုင်ပေမဲ့ဆွဲအားကိုတော့လုံးဝမခံနိုင်ပါဘူး reinforced concrete ကတော့ ACI 31808စံနှုန်းမှာတတ်မှတ်ထားတဲ့အနည်းဆုံးပမာဏထက်မနည်းတဲ့တန်ကြောင်းတွေနဲ့အားဖြည့်ထားတဲ့ concrete အမျိုးအစားပါ concrete နဲ့တန်ကြောင်းက အဖွဲ့လိုက်အလုပ်လုပ်ပြီးဖီအားရဲ့ဆွဲအားရဲ့ကိုခံနိုင်တဲ့အတွက်ငလင်းတန်းခံနိုင်မှုအတွက်အလွန်အရေးကြီးပါတယ်ဒီလိုဒီဇိုင်းဆိုင်ရာဆုံးဖြတ်ချက်အားလုံးကိုဘလူတရားဝင်မှတ်တမ်းတောင်းထားရပါတယ်လေအကိုအဲ့ဒါကတော့ construction documents ဒီဆောက်ရဆိုင်ရာစာရွက်စာတမ်းများပါဒါက project တစ်ခုရဲ့ design ဒီနေရာနဲ့လိုအပ်တဲ့အချက်အားလုံးကို ဖော်ပြထားတဲ့စာရွက်အားလုံးဥပမာ design ဘုံစီးရင်စရာ electronic file ကိုခြုံငုံပြီးခေါ်တဲ့ဝေါ်ဟာရာပါ ီစာရွက်တွေကဒီဇိုင်းကကုန်နဲ့ကိုညီမှုရှိမရှိကိုအာနာပိုင်တွေက စစ်စဲအတန်ပြုလို့ဟုတ်အတွက်အဓိကကြတဲ့မှတ်တမ်းဖြစ်ပါတယ်ညီမအာဖီကွန်ကရစ်ကိုအသုံးပြုထားတဲ့အထူးအစိပ်အပိုင်းတစ်ခုဖြစ်တဲ့ Gabling Beam ချစ်ဆက်ရမအချမ်းကိုလည်းရှင်းပြပေးပါဦးရှင် Gabling Beam ဆိုတာကကပ်လက်ရှိနေတဲ့ကွန်ကရစ်နယံကြီး Shear Walls ကိုအပေါ်အောက်ချိတ်ဆက်ပေးထားတဲ့အလွန်ခိုင်တဲ့သောထုတ်တမ်း Beam တစ်ခုပါဒါကအဲ့ဒီနယံတစ်ခုကို တစ်ခုတည်းသောပို့မိုခိုင်တင်းသောစနစ်တစ်ခုအဖြစ်အတူတကွအလုံးလုံးစေပြီးငလင်းရဲ့ဘေးဒဏ်အားတွေကိုပို့ပြီးထိထိရောက်ရောက်ခံနိုင်စေတာပါ နောက်ထပ်အရေးကြီးတဲ့ဝေါ်ဟာရာတစ်ခုက deformability ပုံပြတ်နိုင်စွမ်းပါဒါကကျမတို့အရင်ကဆွေးနွေးခဲ့တဲ့ ductility ဆိုတဲ့သဘောတရားနဲ့အတူတူပါပဲလားရှင်မတိကြပါပဲ deformability ဆိုတာကအဲ့ဒီသဘောတရားကို engineering အခေါ်ဝယ်နဲ့ဖော်ပြထားတာပါ အစိပ်ပိုင်းတစ်ခုကမကျိုးမပျက်စီးခင်မှာဘလောက်ထိပုံပြတ်ခင် ခံနိုင်လဲဆိုတော့ကိုတိုင်းတာတဲ့ဂိင်္ဂနံတစ်ခုပါဒီဂိင်္ဂနံပေါ်မူတည်ပြီးအစိတ်ပိုင်းတွေကို သုံးမျိုးခွဲနိုင်ပါတယ် low deformability element ဒါကကျိုးဆက်တဲ့အစိတ်ပိုင်းမှာပုံသိပ်မပြတ်နိုင်ပဲအလွယ်တကူကျိုးသွားနိုင်ပါတယ် high deformability element ဒါကအလွန်ပျော့ပြောင်းတဲ့အစိတ်ပိုင်းမှာပုံအများကြီးပြတ်သွားသည့်တိုင်တို့သူ့ရဲ့ခံနိုင်ပုံကိုဆက်ထိုင်းထားနိုင်ပါတယ်ငလျင်တန်းခံစစ်မှုမှာဒီလိုအစိတ်ပိုင်းမျိုးတွေကိုပဲအလိုရှိပါတယ် limit deformability element ဒါကတော့အလယ်လတ်အမျိုးအစားပါကိုကပုံပြချင်းရဲ့အဓိကအဆင့်နှစ်ဆင့်ကိုတတ်မှတ်ထားပါတယ် limit deformation အကန့်အသတ်ပုံပြချင်းဒါကအစိပ်ပိုင်းတစ်ခုကသူ့ရဲ့ပုံမှန်ခံနိုင်စွမ်းရည်အဆင့်ကိုကျော်လွန်ပြီးတိတိတောက်တာပုံပြပြောင်းလဲသွားတဲ့အမှတ်ကိုဆိုလိုတာပါ ultimate deformation အဆုံးအစွတ်ပုံပြချင်းဒါကတော့အဲ့ဒီအစိပ်ပိုင်းကသူ့ရဲ့ခံနိုင်ဝတ်အများဆုံးကိုမခံနိုင်တော့ပဲပျက်စီးသွားတဲ့အမှတ်ကိုဆိုလိုတာပါ အင်ဂျင်နီယာဒီလောက်ကအဆောက်အုံတလုံးကိုငလင်းတန်းခံအောင်ဒီဇိုင်းထုတ်တဲ့အခါမှာဖြစ်နိုင်ဆုံးအပြင်းထန်ဆုံးငလင်းအတွက်ဒီဇိုင်းထုတ်ရသလားဒါမှမဟုတ်တတ်မှတ်ထားတဲ့ဆန်ငလင်းတစ်ခုခုများရှိပါတလေအကိုဒါကအလွန်ကောင်းတဲ့မိကုံးမှာဒီဇိုင်း earthquake ဒီဇိုင်းအတွက်တတ်မှတ်ငလင်းဆိုတဲ့ဆန်တစ်ခုကိုတတ်မှတ်ပေးပါတယ်အင်ဂျင်နီယာတွေကဒီငလင်းကိုအဓိကထားပြီးဒီဇိုင်းထုတ်ရတာဖြစ်ပါတယ် design earthquake ဆိုတာဘလောက်ပြင်းအားရှိတဲ့ငလင်းကိုဆိုလိုတာပါလေ သူကိုယ်တော့ maximum considered earthquake လို့ခေါ်တဲ့အလွန်ဖြစ်တောင့်ဖြစ်တာအလွန်ပြင်းထန်တဲ့ငလင်ရဲ့၃ပုံ၂ပုံအားရှိတဲ့ငလင်လို့သတ်မှတ်ထားပါလေဒီလိုလုပ်ခြင်းအဖြစ်အဆောက်အုံကအသက်အန္တရာယ်ဘေးက safety အတွက်လုံလောက်တဲ့ခံနိုင်စွမ်းရှိသွားပြီးပိုပြီးဖြစ်လိရှိများလဲငလင်အပြင်းစားတွေကိုကောင်းကောင်းခံနိုင်မှာဖြစ်ပါတယ်အဲ့ဒီငလင်ကြောင့်ဖြစ်ပေါ်လာတဲ့မြေခင်လုခါမှုကိုတော့ design earthquake ground motion လို့ခေါ်ပါတယ် နောက်ဆုံးအနေနဲ့ designated seismic systems သတ်မှတ်ထားတဲ့ငလင်ဆိုင်ရာစနစ်ဆိုတာဘာကိုဆိုလိုတာပါလဲ။ဒါကတော့အဆောက်အုံထဲမှာအရေးကြီးဆုံးနဲ့မထစ်မနေကောင်းကောင်းအလုပ်လုပ်ဖို့လိုအပ်တဲ့စနစ်တွေကိုဆိုလိုတာပါ။သူ့ထဲမှာအဆောက်အုံရဲ့အဓိကငလင်တန်ခံနိုင်တဲ့စနစ်ပြီးတော့ component importance factor IP က1.0ထက်ကြီးတဲ့ဘိတ်တူကနှစ်စစ်နဲ့စက်မှုဆိုင်ရာစနစ်တွေပါဝင်ပါတယ်။ ဒါဆိုရင်ဒီအတိတ်ပဲဖွင့်ဆိုချက်အားလုံးကငလင်ဒီဇိုင်းတစ်လုံးရဲ့လုပ်ငန်းစဉ်အပေါင်းစုံကိုခြုံငုံမိဖော်ပြထားပြီးဖြစ်ပေါ်လာနိုင်တဲ့ငလင်အသုံးပြုမဲ့ပစ္စည်းအစိတ်အပိုင်းတွေရဲ့တုံ့ပြန်မှုတိုင်းဒါမဲ့ဆန်နှုန်းတွေနဲ့တရားဝင်မှတ်တမ်းတောင်းခြင်းအထိအလွန်ပြည့်စုံတဲ့လမ်းညွှန်ချက်တွေဖြစ်ကြောင်းနားလည်လိုက်ပါရရှင်။ အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group မြေကအင်ဂျင်နီယာကြီးခင်ဗျားကိုရောအစီအစဉ်ကိုကြည့်ရှုနားထောင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးများရှိတင်ပါတယ်ရှင်။ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှလည်း MNDC 2025အပိုင်း3ရဲ့အခန်းခွဲ3.4ရဲ့ကြန့်ရှိတဲ့စိတ်ဝင်စားဖို့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြမယ်ရှင်။အားလုံးပဲပျော်ရွှင်ဖို့နေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။